ဒီနေ့ခေတ်မှာ AI ကအရန်ကိုအရေးကြီးလာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုပိုပြီးမြန်ဆန်အောင်ကူညီနိုင်တဲ့အပြင်ကျွန်တော်တို့သိကျင်တာတွေကိုလည်းချက်ချင်းဆိုလိုဖြည့်ချင်းပေးနိုင်ပါတယ်။ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူး။တခြားသောတခြားသောအကြောင်းအရာများကြီးကိုလည်းကူညီဖြည့်ချင်းပေးနိုင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်က ChatGPT AI ကိုသုံးပြပြီးတော့ YouTube template အတွက် ဓာတ်ပုံတပုံပြုလုပ်နေကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ ChatGPT အကောင့်ထဲကိုဝင်ထားပါမယ်။ဒီမှာတော့ထုတ်ပြသားပုံတွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ Dario တော့အများစုကသိပြီးသားဖြစ်မှာပါ။ Okay ဘာပဲဖြစ်ဖြစ်ပါကျွန်တော်အတူတူ like ကြည့်ပေးပါဦး။ဒီမှာဆိုရင်ကြည့်ကြည့်ပါ။တော်ရဲမှာရှိတဲ့ကြားပုံတပုံထုတ်ပေးပါလို့ပြောထားတယ်။ပြီးတော့ site view လို့လည်းပြောထားတယ်။ site view ဆိုတာက ဘေးကနေကြည့်တဲ့ပုံစံပေါ့။တနည်းအားဖြင့်ပြောရရင်ဘေးကနေမြင်ရတဲ့ပုံစံကိုပြောချင်တာပါ။တခြားသော view တွေလည်းရှိပါတယ်။ top view တို့ front view တို့။ top view ဆိုတာကအပေါ်ကနေမြင်ရတဲ့ပုံစံမှာ front view ဆိုတာတော့ဒီရှေ့တက်တက်ကနေမြင်ရတဲ့ပုံစံပြောချင်တာပါ။ဒီမှာတော့ side view လို့ပြောထားတဲ့အတွက် AI ကတော်ထဲမှာရှိတဲ့ကြားပုံကိုဘေးကနေမြင်ရတဲ့ပုံစံလေးထုတ်ပေးထားပါတယ်။ဒီပုံကျွန်တော်ရဲ့ YouTube video ဖြစ်တဲ့ လက်တာပိုစတာမှာတင်ထားပါတယ်ဒီမှာတစ်ချက်ကြည့်ကြည့်ပါဒီမှာဆိုရင် a flash dash 66လို့ရရလို့ရှင်ဒီအပေါ်ဆုံးမှာကျွန်တော်ရဲ့ YouTube channel ကြာလာပါလိမ့်မယ်ဒီမှာဆိုရင် video ထဲမှာဒီ video ပါဒီ video မှာဆိုရင်ကျွန်တော်ဒီကြားပုံသုံးထားပါတယ်ဒါကတော့ရိုးရိုးပုံထုတ်ခိုင်းတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်အများကြီးရှင်းမပြတော့ပါဘူးနောက်တစ်ခုသွားလိုက်ရင် ဘာကွာလဲဆိုတာသိသွားပါလိမ့်မယ်နောက်တစ်ခုအနေနဲ့က Canva app ကိုအသုံးပြုပြီးတော့ video edit ဘယ်လိုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ YouTube template အတွက်အသေးစိတ်အချက်လက်ပို့ပေးပါလို့ကျွန်တော်ကခိုင်းလိုက်တယ်ဒီမှာဆိုရင်ဒီခေါင်းစဉ်နဲ့ video အတွက် YouTube template ထုတ်ဖို့အတွက်ဒီမှာအသေးစိတ်အချက်လက် ပို့ပေးထားပါတယ်လို့ပြောထားတယ်ဒီမှာကြည့်ကြည့်အောင် ရှင်းလင်းပြီးတော့တောက်ပတ်တင်ကြတဲ့ YouTube channel တခုတဲ့ပြီးတော့ camera app ကို သုံးပြပြီးတော့ smartphone နဲ့ video editing လုပ်နေတဲ့လူတယောက်ကိုပြထားတယ်တဲ့ဒီလိုကလည်းဒီနေ့ခေတ် digital creator ရဲ့ပုံစံပေါ့ဒီမှာဆိုရင် smartphone လို့ပြောထားတယ်ကျွန်တော်သုံးနေတာက smartphone မဟုတ် laptop အဲ့အတွက်ကြောင့်ကျွန်တော်က channel စာရီ sample တော့ပဲနဲ့အောက်ကစာထပ်ပို့တယ် not smartphone using laptop လို့ပို့လိုက်တယ်ခရင်အတိအကျရေးမယ်ဆိုရင်တော့ or please change a laptop instead of smartphone ပေါ့ဗျာဒါပေမဲ့အရင်ကနားလဲပါတယ်ဒီမှာဆိုရင် smartphone စာ laptop ဆိုပြီးပြင်ပြီးတော့သူ update တက်ပို့ထားပါတယ်ဒီမှာဆိုရင်ဒီအပေါ်ကစာတွေ ਨੇ ဒီအောက်ကအချက်လက်တွေ ਨੇ အတူတူပါပဲဒီအောက်ကအချက်လက်တွေကသင်သာမြင်သာရှိအောင်လို့တခါတည်းထုတ်ပြထားတာပါဒီမှာဆိုရင်ကြည့်ကြအောင်ခင်မိပြီးတော့တောက်ပတ်တင်ကြတဲ့ YouTube template တစ်ခုပေါ့ ီမှာဆိုရင်လည်း Canva app ကိုသုံးပြပြီးတော့ laptop နဲ့ video editing လုပ်နေတဲ့လူတယောက်ပေါ့ပြီးတော့ဒီ laptop မှာလည်း Canva ရဲ့ video editor interface ကို ပြထားတယ်ပြီးတော့ timeline တွေ drag and drop clip တွေ editing tools တွေအားတွေလည်းပြထားတယ်ပေါ့နော်ပုံမှန်ပြီးတော့ကျွန်တော်တို့ဒီ template မှာပါမဲ့ task ကိုလည်းသူကဘိုးတင်ထားတယ်အကြီးဖြစ်အောင်လုပ်ထားတယ်လို့ပြောထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ background မှာလည်း Canva ရဲ့ brand color တွေဖြစ်တဲ့ခရမ်းရောင်တို့စိမ်းပြရောင်တို့ အပြာရောင်ဖြောဖြောဒါတွေကိုသုံးထားတယ်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ template မှာပါမယ် icon တွေပေါ့ icon တွေမှာဆိုရင် play button icon တွေပါမယ်ပြီးလို့ရှိရင် editing ရဲ့ sample ဖြစ်တဲ့ကတ်ကြီးပုံစံတွေပါမယ် canva logo တွေပါမယ်ဒါတွေကိုဒီအောက်မှာလည်းသင်္သာမြင်သာရှိအောင်လို့ shell တွေနဲ့ပြောပြထားတယ်ကျွန်တော်တို့ဒီအောက်က shell တွေကိုကြည့်ကြည့်အောင်ဒီအောက်က shell တွေကိုကျွန်တော်တို့ဓာတ်ပုံနဲ့ရှင်းပြီးတော့ကြည့်ကြည့်ပါမယ်နောက်ဆုံးထွက်လာတဲ့ဒီပုံလေးပါဒီမှာဆိုရင် အဓိကမြင်ရမှာ laptop ရဲ့လူရဲ့ပေါ့ဒီ laptop မှာဆိုရင် canva ရဲ့ editing screen ကိုရှင်းရှင်းလင်းလင်းမြင်ရမယ်တဲ့ပြီးလို့ရှိရင်လူကဒီ creator style ပေါ့နော်အဲ့လိုလေးမြင်ရမယ်တဲ့ကျွန်တော်ပုံတစ်ချက်ကြည့်ကြည့်မယ်ပုံမှာဆိုရင်ဒီမှာဆိုရင် laptop ပေါ့ laptop မှာဆိုရင် canva ရဲ့ editing screen ကိုမြင်ရမယ်ဒီရောက်မှာဆိုရင်လည်း timeline တွေနဲ့ပြီးတော့ဒီ video clip တွေကို drag and drop ဆွဲထားတဲ့သူအပေါ်ကပြောထားတဲ့အတိုင်းပေါ့နော်ဒီမှာဆိုရင် စကရမထည့်ပေးထားပါတယ်ဒီမှာဆိုရင်လူပါမယ် creator style ပြီးရင်အပေါ်ပြန်သွားကြည့်မယ်ဒီမှာဆိုရင် test idea သုံးမျိုးပေးထားတယ်ဒီရက်တစ်ခုရွေးပေါ့နော်ကျွန်တော်ကဒီအောက်ဆုံးတစ်ခုကိုရွေးထားပါတယ်ဒီမှာဆိုရင်ကျွန်တော်ကဒီ the last 1လို့ပြောထားတယ်နောက်ဆုံးတစ်ခုလို့ပြောထားတယ်အဲ့အတွက်ကြောင့် easy video editing with canva ကိုသူကထည့်ပေးထားပါတယ်ဒီမှာဆိုရင် ကြည့်ကြည့်ပါ easy video editing with canva တို့ထည့်ပေးထားပါတယ်ပြီးရင် color color မှာလည်းအပေါ်ကပြောထားတဲ့အတိုင်းပါပဲဒီတစ်ခုပဲကွာပါတယ်ဒီမှာဆိုရင် task ကိုဒီသာပေါ်လွင်စေဖို့အတွက်သူဝါရောင်လေးထည့်ထားရပါတော့တစ်ချက်ကြည့်ကြောင်းဒီမှာဆိုရင် easy ဆိုတဲ့ဟာကိုသူအဝါရောင်လေးပြထားတယ်ဘာလို့လဲဆိုတော့ကျွန်တော် canva နဲ့ video edit လုပ်ရတာလွယ်တယ်ပေါ့ဗျာအဲဒါကြောင့်မလို့သူက easy ကို highlight လေးပြထားတာပါ ဒီမှာဆိုရင် graphic အနေနဲ့က canva logo ပါမယ်၊ကက်ကြီးပုံပါမယ်၊ပြီးရင် play button icon တွေပါမယ်။ဒီမှာဆိုရင် play button icon ၊ဒီမှာဆိုရင်ကက်ကြီး၊ဒီမှာဆိုရင် canva logo ။နောက်က background color လည်းသူပြောထားတဲ့အတိုင်းပါနော်။ခရမ်းရောင်တွေပါမယ်၊စိမ်းပြရောင်တွေပါမယ်၊အပြာရောင်ဖြောဖြောလေးပါမယ်ပေါ့နော်။အဓိကပြောချင်တာကကိုလိုချင်တဲ့တပ်ပုံတပုံအတွက်ခေါင်းချုပ်ကန်ပြီးတော့မစဉ်းစားတော့ဘဲနဲ့ AI ကိုအရင်စဉ်းစားခိုင်းမယ်။ အရင်ကစဉ်းစားပေးတဲ့အပေါ်မှာမှမလိုချင်တာဖြုတ်မယ်လိုအပ်တာတွေထပ်တင်မယ်အဲ့ဒီတိုင်းကျွန်တော်တို့ပုံထုတ်မယ်ဒါဆိုရင် ပုံကကိုလိုချင်သလိုရလာမှာပဲဖြစ်ပါတယ်လူကြီးမင်းအတွက်တစုံတရာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ် Line Subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်